ပဲဂိုတိုင်းဒေသကြီးပရောင်မြို့နယ်ကရှေးအောင်စေရီတည်ထားတဲ့ကုန်းမြေကိုတူဖော်ရာကနေရှေးအောင်စေရီတစ်ခုကိုထမှန်တွေ့ရှိခဲ့ပါတယ်ဥထုံုံသိမ့်သတင်းပေးပို့ထားပါတယ်ရှင်ပထမမြို့နယ်မကြီးကုန်းအုပ်စုငားမျက်နှာကြီးရွာမှာတည်ထားတဲ့ငားမျက်နှာဇေဒီတော်ကိုပြန်လည်ပြုပြင်မှုဇေဒီတော်တည်ထားတဲ့ကုန်းတော်ကိုတူဖော်ရာကနေကုန်းတော်ကိုမြေဥတွေနဲ့ဆင်ပြီးဇေဒီကိုတိဆောက်ခဲ့တာကိုတွေ့ရှိခဲ့တာဖြစ်ပါတယ်။ငားမျက်နှာဇေဒီတော်ရဲ့တမိုင်းချောင်းတွေအရတော့တက်ခရစ်နေရာ29ခုနှစ်တော်တလင်းနဆန်တရက်ကစတင်တည်ခဲ့တာပါ။ အဲ့ဒီဇင်ဒီတီယာမှာကုန်းတော်ကနေနေတာကြောင့်မြေဦးတွေကိုတလုံးပေါ်တလုံးဆင်ပြီးကုန်းတော်မြင့်သွားတဲ့အခါမှာအရင်မြင်ခင်းပြီးဇင်ဒီတော်ကတီထားခဲ့တာလည်းဖြစ်ပါတယ်။အောက်ခြေရနေပြီးတော့ရေဖော်ရီရှင်လိုင်းကြီးတွေတူးလိုက်တဲ့အခါအဲ့အောက်ခြေရစာတွေ့တာ။အိုးကြီးတွေအိုးဒီအိုးကြီးတွေအဲ့ဒီအိုးကြီးတွေကိုအောက်ခါထားပြီးတော့အမာကန်ထားအိုးဘော်အိုးဆင်အိုးဘော်အိုးဆင်ပြီးတော့သူကတခါတည်းတောင်မှုအခြေခံကစယူးသွားတာ။ လိုချင်တဲ့အနေအထားပြဦးစင်းတို့ဒါပဂတိမြေသားတောင်ဒီတောင်ကဇေဒီကြီးကဟိုမှာတတ်တတ်တောင်ဖြစ်နေဒီပဂတိမြေသားတောင်ကနှိမ်လို့ဇေဒီကြီးကိုအရာလေးမျက်နာဖူးရင်မမြင်ရမှာဆိုအောက်ကနေအိုးရင်းနဲ့အခြေခံပြီးတော့အိုးတောင်လို့အိုးတောင်ပေါ်မှာရင်မြင်ခင်းပြီးတခါဇေဒီတဲတာဒါဆိုဝင်းဝင်ကြွားကြွားအရာလေးမျက်နာဖူးရအောင်ရှင်အောင်တူတင်နာဌာနကတော့ငါးမျက်နာဖရာဟာ ဖြူမျိုးကြီးပြက်ပြီးတဲ့နောက်ပိုင်းပြည်မျိုးကနေနောက်ကုန်းမော်ခင်နောင်ပိုင်းကနေအခြေပြုပြီးပေါ်လာတာတို့ခံမှန်းလိုက်ပါတယ်ဒီအိုးတွေကအုတ်ဒီနဲ့ရှေးအုတ်ဒီနဲ့တွေ့တွေ့တယ်ဒီရှေးအုတ်ဒီရဲ့အတိုင်းတာဒါဘလောက်ရှိတယ်ဒီအုတ်ဒီရဲ့အခီတချာပေါ့နော်ဒီသူကဒီဇိုင်းနေရဘလို့ရှိတယ်လဲအဲ့လိုတွေ့ရဲ့အုတ်ဒီရဲ့အရွယ်အစကျွန်တော်တို့ dating လုပ်ထားပြီးသား absolute dating လုပ်ထားပြီးသား related dating လုပ်ထားပြီးသားဘယ်နေရာတွေမှာတွေ့တယ် နောက်ပြီးတော့ဒီဘီသူကတွေကဘလို့နေရာတွေမှာတွေ့တယ်ဒါဟုတ်ကျွန်တော်တို့ကနှိုင်းရှင်ပြီးတော့မှ related ကျွန်တော်ကလုပ်လို့ရတယ်လက်ရှိပြန်လဲပြုပြင်နေတဲ့ငါးမျက်နှာစီတော်ရင်းမြင်တော်မှာအကွက်မှုတွေဖြစ်ပေါ်နေပြီးမြေထိတ်နိုင်ရန်ထိန်းသိမ်းမှုလုပ်ငန်းတွေပြုလုပ်မှာဖြစ်တဲ့အတွက်ပြန်လဲပြင်ဆင်ဖို့ငွေလိုအပ်နေတယ်လို့လည်းသိရပါတယ်ကျွန်တော်ထွန်းထွန်းသိမ့်ပါ